အားလုံးမင်္ဂလာပါဗျာနော်အားလုံးမင်္ဂလာပါကျွန်တော်တို့ဒီ2022ထဲမှာနော်2022ထဲမှာ16ပရိက္ခဏနော်16ပရိက္ခဏ16ပရိက္ခဏသူက16ပရိက္ခဏခွာပေါင်းရင်းကအဲ16ပရိက္ခဏအောက်မှာခွာပေါင်းရင်းကနော်ပြီးလို့ရှိရင်ပရိစနစ်ပုံလေးခံတယ်နော်ပရိစနစ်ပုံလေးခံတယ်2022ထဲမှာ16ပရိအောက်မှာခွာငါပြီးရင်သူ့အောက်မှာပရိစနစ်ပုံလေးခံတယ်နော် ုံတွေခမ်းပြီးတာနဲ့တဲ့သူကအဲ့ break စချောက်ကနအဲ့နေထဲမှာပြန်ကြကစားတယ်နော်ပြန်ကြကစားတယ်နော်ဒီမှာစချောက်ကလေးကနပြန်ကြနော်2023ထဲမှာကြတော့15 break ပေါ့နော်2023ထဲမှာ15 break ကနပေါ့နော်ဒီမှာ15 break ကနဒီအဲ့15 break ကနအောက်မှာခွာပေါင်းရင်းကပုံသေးပဲနော်ပြီးရင်သူ့အောက်မှာ break စနစ်ကလည်းပုံသေးနော် အဲ့လိုကစားပြီးရတယ်အဲ့15ဗရိကနံအောက်မှာကွာပေါင်းချင်း5ပုံသေးပြိစနစ်ပုံသေးเนาะအဲ့လိုကစားပြီးရတယ်အဲ့15ဗရိကနံအဲ့နေထဲမှာပြန်ကြကစားတယ်เนาะဒီမှာပြန်ကြကစားခဲ့တယ်เนาะ16ပြီးပြီ15ပြီးပြီเนาะပထမကမ္မ16ဗရိကနံเนาะအဲ့16ဗရိ16ဗရိကနံအောက်မှာကွာပေါင်းချင်းကပြီးရင် ိဆက်နှစ်ပုံလေးအဲ့ကနေပြန်ကြကစားတယ်ဒုတိယကက်က15ဗရိတ်နော်16ပြီးတော့15နော်တပေါက်လျှော့သွားတာ15ဗရိတ်ကနန်သူ့အောက်မှာခွားပေါင်းချင်း5ပုံသေးပြီးရင်ဗရိတ်ဆက်နှစ်ကလည်းပုံသေးနော်အဲ့ပုံသေးရိုက်ပြန်တဲ့အဲ့15ဗရိတ်ကနန်ပြန်ကစားတယ်နော်ပြန်ကြကစားခဲ့တယ်နော်ဒီမှာကစားအခုတတိယကက်က16 15ပြီးတော့14ဗရိတ်ပေါ့နော်ဒီဗရိတ်14ကနန်ပေါ့အဲ့ဗရိတ်14ကနန်ကလည်းသူ့အောက်မှာခွားပေါင်းချင်း5ပုံသေးခံတယ်ခံပြီးရတယ်ဗရိတ်နှစ်ကလည်းပုံသေးပဲခံတယ် နော် brake နဲ့ပုံလေးခမ်းတယ်ခမ်းပြီးတာနဲ့တူကအဲ့ brake ဆက်လေးကနေအဲ့နေထဲမှာပြန်ကြကစားတယ်နော်ပြန်ကြကစားတယ်ပြောချင်တာပြန်ကြကစားတယ်ဟုတ်ပြီအဲ့ပြောချင်တာကတူကအဲ့ဒီလို brake 16ကနန်းနဲ့နော် brake 16ကနန်းအောက်မှာဘာပေါင်းချင်း၅လို့ပုံလေးခမ်းတယ်ပြီးရင် brake ဆက်နဲ့ပုံလေးခမ်းတယ်အဲ့ဒီလိုပုံလေးခမ်းပြီးအဲ့ကနန်းကပြန်ကြပြီးတာနဲ့တဲ့နော်ပြန်ကြကြပြီးတာနဲ့တူကဒီမှာဒီ brake 16ကနန်းနဲ့သူ့အောက်ကတပင်ကျော် brake 2ကလည်းပုံသေး brake 16ကလည်းပုံသေးဆိုတော့ နှစ်ဘူးကောင်းရင်၈ပေါ့နော်16နဲ့2နဲ့ပေါင်းရင်၈အဲ့၈ပရိကဏ္ဍတစ်ခွက်ကနောက်နှစ်မှာလိုက်ထွက်တယ်နော်အဲ့ဘယ်ကဏ္ဍဖြစ်မလဲဆိုတော့ तू ကအဲ့ပရိ16နဲ့အဲ့ပရိ17နဲ့ तू ကထိတ်စီးချင်းပေါင်းလိုက်နော်ထိတ်စီးချင်းပေါင်းလိုက်ရင်၄နဲ့1နဲ့ပေါင်းရင်5 5ထိတ်စီးနော်ဒီ6နဲ့9နဲ့ပေါင်းရင်3နော်ထိတ်စီးချင်းထိတ်စီးချင်းပေါင်းရင်5ထိတ်စီး6နဲ့9နဲ့ပေါင်းရင်3ဟာ3ခါ9 9ထိပ်စီเนาะခါခါချင်းပေါင်းလိုက်တော့3ညအဲ့တော့9ထိပ်3ခါ9 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 ခါနှလုံးပေါင်းတာ၃ည၅၃၃ညဆိုကနနောက်နှစ်ကိုလိုက်ထွက်တာနော်ဒီနှစ်ကိုလိုက်ထွက်တယ်ထိတ်စီးခြင်းပေါင်းခါခြင်းပေါင်းနောက်ပဲခြင်းပေါင်းနော်အဲ့လိုပေါင်းပြီးတာနဲ့အဲ့ကနထိတ်စီးခြင်းပေါင်းတော့၅၃ည၃နော်အဲ့ဒီကနတန်နောက်နှစ်မှာလိုက်ထွက်တယ်နော်ဘယ်ချိန်မှာထွက်လဲဆိုတော့ပြီးရင်ဖမ်းပြမယ်နော် break 16ကနပြန်ကြပြီးတော့15အလှည့်ရောက်သွားပြီနော်ဒီမှာ break 15 အဲ့ပရိစ္ဆေငါကနားရတဲ့အောက်မှာဝါပေါင်းခြင်းငါ15ပရိကေအောက်မှာဝါပေါင်းခြင်းငါပရိစ္ဆေနှစ်ပုံတွေရိုက်လိုက်တာ ਨੇ တဲ့နော်အဲ့15ပရိစ္ဆေငါကနားအဲ့ဒီတည်းမှာပြန်ကြကစားတယ်ကစားပြီတာ ਨੇ တဲ့ तू ကထိတ်စီနှလုံးပေါင်းလိုက်ရင်ကိုးနော်9နဲ့4နဲ့ပေါင်းတော့ကိုးကိုးထိတ်နော်ဒီကိုးနဲ့9ပေါင်းတော့6နော်နောက်ပိတ်ခြင်းပေါင်းနော်ထိတ်စီခြင်းပေါင်းတာထိတ်နောက်ပိတ်ခြင်းပေါင်းတာအခါကိုးနဲ့9ပေါင်းတော့6 6ဒီခါတစ်ခါနဲ့ဒီတစ်ခါနဲ့ပေါင်းတော့2တဲ့နော်6 6နှစ်ဆိုရယ်ကနား ကိုချာတင်းနေတင်းနေပေါင်းနှစ်ကို6နှစ်ဆိုတဲ့ကဏ္ဍတဲ့ပရိခွန်ကဏ္ဍနော်ပြီးခဲ့တဲ့ပထမကံမှာ6နှစ်နှစ်နဲ့ပေါင်းတော့10ပရိကဏ္ဍအခုတူက9ပရိနဲ့2ပရိနဲ့ပေါင်းတာခွန်ပရိနဲ့ကို6နှစ်ဆိုတဲ့ကဏ္ဍနောက်နှစ်ကိုလိုက်ထွက်ပေးရတယ်နော်ကို6နှစ်တည့်ထွက်တယ်နော်သူက ဒီမှာလိုက်ထွက်ပေးတယ်နော်ဘယ်ချိန်မှာထွက်လဲပြီးရင်ဖမ်းပြမှာနော်ကိုးချောင်းနဲ့ထွက်ပြီးဒီခုတတိယကတ်အနေနဲ့ break 15ပြန်ကြပြီးပြီ break 16ပြန်ကြပြီးပြီပထမကတ်မှာဒုတိယကတ်မှာ break 15ပြန်ကြပြီးပြီအခုတတိယကတ်မှာ break 14ပြန်ကြနော်အဲ့ break 14ကနေသူ့အောင်မှာဘောပေါင်းညငါလဲပုံတွေရိုက်တယ် break 2လဲပုံတွေရိုက်တယ်အဲ့ဒီ၄နဲ့2နဲ့ပေါင်းတဲ့အတွက်တူအကူပွဲမှာသူက6 break ကနန်ဒီနှစ်ထဲကိုလိုက်ရမှာပေါ့နော်၄ break နဲ့2 break နဲ့ပေါင်းတော့6 break ကနန်အဲ့6 break ကနန်ဘယ်ကနန်ဖြစ်မလဲဆိုတော့သူကထိတ်စီးထိတ်စီးချင်းပေါင်းနော်1 နောက်ပိတ်နောက်ပိတ်ချင်းပေါင်းတော့လဲ၄เนาะထိပ်စီး6နဲ့5ထိပ်နဲ့ပေါင်းတော့1နောက်ပိတ်6နဲ့5 8နောက်ပိတ်နဲ့ပေါင်းတော့နောက်ပိတ်ချင်းပေါင်းတော့၄ခါနှလုံးပေါင်း1 6နဲ့ပေါင်းတော့1နဲ့6နဲ့ပေါင်းတော့1အဲ့တော့1 4 1ဆိုတဲ့ကဏ္ဍသူကတော့ dead လွှတ်ခိုင်းတာเนาะ၃ကတ်ဆိုတော့အားချင်းလဲအာမှာပေါ့နော်ဒါပေမဲ့မွေးကဏ္ဍเนาะဒီအဲ့ဒီကောင်ကဒီနေ့ထဲမှာလိုက်ထွက်ရမှာเนาะဒီနေ့ထဲမှာလိုက်ထွက်မှာမွေးကဏ္ဍเนาะပထမကတ်မှာ break 16ကဏ္ဍကစားတယ် ခွာပေါင်းခြင်းကဘရိတ်နှစ်ခံတယ်ဘရိတ်နှစ်ခံလိုက်တာနဲ့တပြိုင်တည်းအဲ့ဘရိတ်၁၆ခဏလီပြန်ကြကစားတယ်ကစားပြီးတာနဲ့ထိတ်ဆီးခြင်းပေါင်းဒီဘရိတ်၆နှစ်နှစ်နဲ့ပေါင်းရှစ်ဖြစ်တဲ့အတွက်ရှစ်ဘရိတ်ခဏတကွနော်အဲ့ကောင်ဒီဘယ်ခဏဖြစ်ရမလဲဆိုထိတ်ဆီးခြင်းပေါင်းနောက်ပိတ်ခြင်းပေါင်းခါခြင်းပေါင်းပေါင်းလိုက်တဲ့၅သုံးသုံးရဆိုခဏလီနောက်နေ့ကိုလိုက်ထွက်တာနော်မွေးခဏပေါ့နော်ဒါကိုဒီချိန်မှာကျွန်တော်ဖမ်းပြပေးမှာနော်ဒီချိန်မှာမလို့မွေးထွင်ထိုးလို့ရရယ်နော်ဒုတိယကမှာဘရိတ်၅ဘရိတ်၅အောင်မှာဘောပေါင်းခြင်းက ိတ်နှစ်ကပုံသေးအဲ့ဒီပရိင်္ဂကဏ္ဍဒီအဲ့ဒီထဲမှာပြန်ကြကစားတယ်ကစားပြီရနေတဲ့၅ပရိနှစ်ပရိပေါင်းရင်ခွန်ခွန်ပရိကဏ္ဍတကွနောက်နှစ်ကိုထွက်ရမယ်အဲ့ခွန်ပရိကဏ္ဍဒီတဲ့ထိတ်စီထိတ်စီချင်းပေါင်းရင်၉နောက်ပိတ်ချင်းပေါင်းရင်၆ခါချင်းပေါင်းရင်၁၉၆နှစ်ဆိုတဲ့ခွန်ပရိကဏ္ဍဖြစ်ရမယ်တဲ့နောက်နှစ်မှာလိုက်ထွက်ရနော်အခုဒီမှာတတရကတ်ဒီတဲ့၆ပရိ၅ပရိ၄ပရိလည်းရောက်ပါပြီ၄ပရိ ကွာပေါင်းခြင်းကဘရိတ်နှစ်ပုံတွေကစားတယ်အဲ့တော့၄နဲ့နှစ်ပေါင်း6ဘရိတ်ကဏ္ဍတကွယ်ဒီနှစ်ထဲမှာလိုက်ထွက်ရမယ်အဲ့6ဘရိတ်ကဏ္ဍဒီဘယ်ကဏ္ဍဖြစ်ရမလဲဆိုတော့သူကထိပ်စီးခြင်းပေါင်းရင်1တဲ့နောက်ပိတ်ခြင်းပေါင်းရင်1 4တဲ့နော်ထင်းပေါင်းရင်1နောက်ပိတ်နောက်ပိတ်ခြင်းပေါင်းရင်4ခါခါခြင်းပေါင်းရင်1 1 1ဆိုတဲ့ကဏ္ဍသူကဒဲ့ပေါ့နော်1 1 1ဒဲ့နော်အာဥပပါအာပေါ့နော်သုံးခွဲပဲရှိရပဲအာထိုးလိုက်ပေါ့ဗျာနော်အာဥပပါဟုတ်ပြီအဲ့တလေးတက်ကဘယ်ချိန်မှကြာမလဲဆိုတော့ဒီချိန်မှကြာတယ်နော်ကျွန်တော်ဖမ်းပြမယ်နော်ဘာလို့လဲဆိုတော့အဲ့ဒီ အဲ့ဒီ brake 6နဲ့ brake 2နဲ့ပေါင်းရင်8ဖြစ်တဲ့အတွက်8 brake ခဏ9 3 3ညဆိုတဲ့ခဏเนาะထိပ်စီးခြင်းပေါင်းနောက်ပိတ်ခြင်းပေါင်းခါခြင်းပေါင်း9 3 3ညဆိုတဲ့ခဏဒီမှာထွက်တယ်။သူထွက်တော့မယ်ဆိုရင်တဲ့သူ့ရဲ့8တနည်း2နှစ်ကျော်မှာသူက2 2နှစ်ထိတ်ကားတဲ့ရှေးပေါင်းနှစ်လို့ကစားရတယ်နော်နှစ်ထိတ်ကရှေးပေါင်းနှစ်ကစားရတယ်ရှေးပေါင်းနှစ်ကစားပြီးသူ့ဘေးမှာနောက်ပေါင်းခွန်နော်နောက်ပေါင်းခွန်အဲ့နောက်ပေါင်းခွန်ဒီတဲ့တပင်းနှစ်ပင်စောင်းတက်လာရင်ခွန်ခါးနဲ့ ခွန်ခါလူထိုင်းပြီးမှခုနှစ်နောက်ပိတ်ပုံသေးနေ82နောက်တွဲရိုက်တာเนาะအဲ82နောက်တွဲအောက်တပွဲကျော်မှာသူကဒီ9333ညဆိုကနန်းကစားတာเนาะဒါပထမကက်ဒုတိယကက်ဒုတိယကက်ဒီမှာဗရိတ်15ထိတ်ချင်းပေါင်းနောက်ချင်းပေါင်းခါချင်းပေါင်းเนาะထိတ်ချင်းပေါင်းတော့9နောက်ချင်းပေါင်းတော့6ခါချင်းပေါင်းတော့2 4 6 2ဆိုတော့ကနန်းနောက်2ကိုလိုက်ထွက်တော်မယ်ဆိုရင်တဲ့သူကနောက်2ကိုသူကလိုက်ထွက်တော်မယ်ဆိုရင်တဲ့ ကိုချောင်းနေနော်သူ့ရဲ့ရှေ့တပွဲနှစ်ပွဲကြောင့်ပထမကတ်မှာပထမကတ်မှာနှစ်ထိပ်ရှေ့ပေါင်းနှစ်နော်ဒုတိယကတ်ကျတော့သုံးထိပ်တဲ့သူ့ရဲ့ရှေ့တပွဲနှစ်ပွဲကြောင့်မှာသုံးထိပ်ကတဲ့သုံးထိပ်စီရှေ့ပေါင်းသုံးကြာနော်ကြာပြီးတော့နောက်ပေါင်းက6ဖြစ်သွားပြီနောက်ပထမကတ်မှာနောက်ပေါင်းခွန်အခုဒုတိယကတ်မှာနောက်ပေါင်း6အဲ့နောက်ပေါင်း6ကဇောင်းတစ်ချိန်နှစ်ချိန်တက်လိုက်လို့ရှိရင်6ခါလောက်ထိုင်ပြရတယ်နှစ်နောက်ဝေးကပုံသေးနဲ့60နှစ်နောက်တွဲထွက်ပြရတယ်သူ့ရဲ့အောက်တပွဲကြောင့်မှာအိုက်ခိုး6နှစ်ဆိုတော့ကနန်းကိုကစားတယ်နော် ဟုတ်ပြီဒါဆိုအခုတက်တရကတက်တရကပထမ brace 6 brace 5အခု brace 4 brace 4နဲ့ဒီ brace 2နဲ့ပေါင်းတာเนาะထိချင်းပေါင်းတော့1ခါနောက်ချင်းပေါင်းတော့4ခါချင်းပေါင်းတော့1 1 4 1ဆိုတဲ့ကဏ္ဍတဲ့အာဘဘရရင်เนาะအဲ့ကဏ္ဍဒီနေ့ထဲမှာလိုက်ထွက်ပေးရမှာမွေးကဏ္ဍเนาะမှန်မှန်မွေးကဏ္ဍကျွန်တော်ဒီချိန်ကိုဖမ်းပေးတာ အဲ့တော့ဒီပွဲမှာတလေးတလို့ဖန်ထားတာဘာကြောင့်ဖန်ထားလဲဆိုတော့ဒီမှာတလေးတကြတော့မယ်ဆိုရင်သူ့ရဲ့တပွဲနှစ်ပွဲသုံးပွဲမြောင်ပထမကမှာနှစ်ထိပ်ကိုရှေးပေါင်းနှစ်ဒုတိယကမှာသုံးထိပ်ကိုရှေးပေါင်းသုံးခုတတိယကမှာလေးထိပ်ကိုရှေးပေါင်းလေးလို့ကစားလိုက်ပြီနော်ဒီရှေးပေါင်းလေးလို့ကစားပြီးတော့နောက်ပေါင်းကြီးက၅ပုံသေး၅ဖြစ်သွားပြီနော်ပထမကမှာနှစ်ထိပ်ကိုရှေးပေါင်းနှစ်နဲ့နောက်ပေါင်းခုံနော်အဲ့နောက်ပေါင်းခုံကနေမှဆောင်းတစ်ချိန်တစ်ချိန်တက်လိုက်ရင်ခုံခါနဲ့နှစ်နောက်ပဲပုံသေး82နောက်တော့ရဲ့အောက်တပွဲကြောင့်မှကြာတာနော်ဒုတိယကမှာ ုတိယကံမှာနှိပ်ပြီးတော့၃၃ထိပ်ကရှေးပေါင်းတော့သူ့ပုံမှာနောက်ပေါင်းနောက်ပေါင်း၆ကြာတာเนาะအဲ့၆ကတပွဲနှစ်ပွဲဇောင်းတက်လိုက်ရင်၆ခါပုံလေး၆ခါနဲ့နှစ်နောက်ပဲပုံလေး62နောက်တွဲလို့ကြာပြီးမှသူကအိုက်ကနန်လိုက်ထွက်တာเนาะအခုဒီမှာကြာတော့နှစ်၃ပြီးတော့အခုတတိယကံပြန်လာမှာ၄ထိပ်က၄ရှေးပေါင်းကောင်းကြတာပြီเนาะအဲ့ရှေးပေါင်းလေးလို့ကစားပြရတယ်ပထမကံမှာနောက်ပေါင်းခုဒုတိယကံမှာနောက်ပေါင်း၆အခုတတိယကံမှာနောက်ပေါင်း၅ကသူ့ဇောင်းတက်ပြီးနှစ်ပွဲမှာ၅ခါလို့တက်တက်ပြရတယ်နှစ်နောက်ပဲပုံတင်နဲ့ကြာတာเนาะ အဲ့နဲ့နောက်တွဲလို့ကြပြီးတာနဲ့တဲ့သူ့အောင်မှာဒီမှာတလေးတစ်ဆိုတဲ့ကဏ္ဍကိုရိုက်ခိုင်းတာနော်တလေးဆိုကဏ္ဍတဲ့ကိုပို့ထိုးကြံအားနှစ်ခွက်ကိုပါပါအားပေါ့ဗျာနော်ဒီဘွဲမထွက်ရင်လည်းပဲမွေကဏ္ဍတောင်းထားတဲ့လူတွေဒီတလေးတစ်ကိုမွေးထိုးလို့ရရနော်ဒီတလေးတစ်ကတခြား site တွေနဲ့ထောက်ထားကြထားတာရှိသေးတယ်နော်ဟုတ်ကဲ့အဲ့လောက်ဆိုရှင်းမယ်ထင်ပါရဲ့အားလုံးကိုလက်ပါနော်ကံကောင်းကြပါလိမ့်ဗျာ